ဦးဇင်းတို့နေ့စဗုဒ္ဓဘာသာဝင်နေနေနဲ့ဩဃာသဘုရားရှင်ကိုကတော့ကြားတယ်လေအဲ့ဒီဩဃာသဘုရားရှင်ကိုလည်းမှပါတဲ့ပထမဆုံးဩဃာသဩဃာသဩဃာသသုံးညင်ဆိုရအဲ့ဒီဩဃာသဆိုတာဘာကိုပြောတာတော့တချို့ကနားမလည်တဲ့လူတွေရှိတယ်အတိတ်ဘယ်ကိုမသိတဲ့သူတွေရှိတာပေါ့နော်။ဘာကြောင့်လို့ဆိုတော့ဦးဇင်းတို့တခါတော့ခရီးသွားတယ်ခရီးသွားတော့ ကာသမရကကြီးနဲ့ဦးဇင်းတို့နဲ့စကားပြောဖြစ်တယ်ပေါ့နော်။မပြောတာလဲဆိုတော့ဒီတရုတ်နိုင်ငံကနေပြီးတော့နော်မဟာယာနဗုဒ္ဓဘာသာပေါ့။အဲဒီကနေပြီးတော့ဦးဇင်းတို့ထေရဝါဒကိုပြောင်းလာတဲ့တရုတ်လူမျိုးတစ်ခါကြီးတယောက်ကသူ့ကိုမေးတယ်တဲ့။မင်းတို့ဗုဒ္ဓဘာသာတွေနေစဉ်ဘုရားရှိခိုးနေတဲ့အထဲမှာဩဃာတဆိုတာပါတယ်။ဩဃာတဘုရားရှိခိုးပေါ့။ အစတော့အဲ့ဒီဩဃာသနဲ့စရတယ်။သုံးသုံးကဆိုတယ်။အဲ့ဒီဩဃာသဘာလို့ပြောတာတော့မသိလား။တင်ငေါပြောပြပါလို့။အဲ့ဒီတရုတ်လူမျိုးတကာကြီးကမေးတယ်တဲ့။အဲ့တော့ကာသမားက "तू ရှိတော့ရှိခိုးနေတာပဲ။အထိဖယ်ကို तू မသိဘူး။မသိတော့မပြောပြနိုင်ဘူးပေါ့။ဟိုတရုတ်လူမျိုးအဲ့ဒီကူလာတဲ့တကာကြီးကလည်းဘာသာကူလာတဲ့တကာကြီးကလည်းအပြူသဘောနဲ့မေးတာဖြစ်မှာပါ။ သူအဲ့ဒီမှာအဲ့ဒီကာသမောကိုသူရှင်းပြသွားတယ်ဩကာသဆိုတာကဒီလိုအထိပ္ပယ်ရှိတယ်ဒါကြောင့်ဒီလိုသုံးကဆိုလဲဆိုတာเนาะသူလိလလာထားလို့နေမှာပေါ့ဆရာတော်ကြီးတွေပြောတဲ့အားတွေစာတွေဖတ်တာတွေဒီလိုလိလလာရတာအဲ့တော့အဲ့ဒီဩကာသဆိုတာဘာကိုပြောတာတုံးဆိုတော့ဦးဇင်းတို့ပါဠိစာပြေသင်ဘူးတဲ့လူကတော့သိမှာပေါ့နော်ဆရာတော်တွေရဲ့တရားနာထားတဲ့ပုံကိုယ်တွေမိမြန်ထားတဲ့ပုံကိုယ်တွေကတော့သိမှာပေါ့ဩကာသဆိုတာကအခါအခွင့်နော် အခါခွင့်လို့အဓိပ္ပာယ်ရတယ်။ဘာခါဘာခါခွင့်လဲဆိုတော့ဦးဇင်းတို့ဘုရားရှိခိုးရဲ့နော်ရှိခိုးကတော့ရခွင့်ပြုတော်မူပါဘုရားဆိုတဲ့ပုံစံမျိုးပေါ့နော်ဩဃာတပရတော့တကြိမ်နဲ့တော့မဟုတ်ဘူးဩဃာတဦးဇင်းတို့ဩဃာတဩဃာတဩဃာတဆိုပြီးတော့သုံးကြိမ်ဆိုရတယ်လေ။ပို့ပြီးတော့၄နှစ်အောင်ပို့ပြီးတော့ဂရုကာရဝဖြစ်အောင်ဦးဇင်းတို့သုံးကြိမ်ဆိုတာနော်အစလုံးလေဘုရားယရဏတရားယရဏသံဃာယရဏဆိုတဲ့ယရဏ၃ပါးကိုညှို့နယ်လို့လဲ ယူဆတာပဲရှိတယ်။အဲ့တော့အဓိပ္ပာယ်ကဘာပြောချင်တာလဲဆိုရင်ဩဃာတဆိုတာကရှစ်ခိုးရန်ခွင့်ပြုတော်မူပါဗျာဆိုပြီးတော့မရှစ်ခိုးခင်ပထမဆုံးဩဃာတသုံးကြိမ်ဆိုရတာ။နော်ဒါဩဃာတရဲ့အဓိပ္ပာယ်။အဲ့ဒီနောက်ဦးဇင်းတို့သိစရာအဓိပ္ပာယ်တွေများစွာရှိတာပေါ့။ဒီဩဃာတဘုရားရှစ်ခိုးထဲမှာအဲ့ဒီဩဃာတပြီးတော့ကာယကံဝစီကံမနောကံဆိုပြီးတော့အဓိပ္ပာယ်တစ်ခုချင်းစီဦးဇင်းတို့ရှိတယ်။ အဲ့ဒီအဓိပ္ပာယ်လေးတွေကိုလည်းကိုကဗုဒ္ဓဘာသာဖြစ်သည့်အလျောက်သိထားဖို့လိုတယ်။ဘာကြောင့်လို့ဆိုတော့ဒါရီယာအင်မတန်မှခက်ခဲတဲ့အရာတွေလည်းမဟုတ်ဘူး။တာမန်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်သမင်းစားရေတော့ဟိုနည်း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 မသိရင်တော့မှသိတော့တည်ထားတဲ့နေပေါ့နော်။ကာယကံဆိုတာဘာပြောတာလဲကဲ။အရင်မနဲ့နေဘူး။ကိုနဲ့ပြုတ်လုတဲ့ကံတွေပေါ့။ အဲ့ဒီကိုယ်နဲ့ပြုလုပ်တဲ့ထင်မှာလဲကောင်းတဲ့ကံရှိတယ်မကောင်းတဲ့ကံရှိတယ်ဥပမာဖះတောက်တော်ရေလဲတယ်ဆိုလို့ရှင်လက်နဲ့တော့ပြီးတော့လဲရတယ်ဒါကောင်းတဲ့ကာယကံပေါ့ဝတ်တကောင်ကိုတူနဲ့ထုတ်တတ်တယ်ဆိုလို့ရှင်ဒါဟာမကောင်းတဲ့အကုသို့ကာယကာယအကုသို့ကံပေါ့နော်အဲ့လိုလေအဲကာယကံဆိုတာဘာပြောတာဘာပြောတာလဲသိဖို့လိုပဲကိုယ်လက်အင်္ဂါတွေနဲ့ထိဆက်ပြီးတော့ပြုလုပ်တဲ့ကံနေမှန်တမျှကိုကာယကံလို့ခေါ်တယ် အဲ့ဒီကံထဲမှာပဲကုသအကုသကွဲတာပေါ့နော်ကာယကုသကာယအကုသနောက်ဝစီကံနှုတ်နဲ့ပြောတယ်ဘုရားစာရွတ်နေတယ်ပေပဌန်းနေရွတ်နေတယ်ဝစီကုသကံပေါ့ဆဲနေတယ်စိုးနေတယ်ဟိုဗဇက်ကနေပြီးတော့ယုတ်တအနတ္တတွေပြောနေတယ်ဆိုလို့ရှိရင်ဝစီအကုသကံပေါ့နော်နောက်မနောကံတဲ့စိတ်နဲ့ကြံတွေးတာလဲကောင်းတာလဲတွေးလို့ရတယ်မကောင်းတာလဲတွေးလို့ရတယ်ပေါ့ကောင်းတာတွေးလို့ရှိရင်မနောကုသကံမကောင်းတာတွေးနေလို့ရှိရင် မနောအကုတုကံပေါ့အဲ့တော့ကာယကဝစီကံမနောကံဆိုတာကကိုယ်နဲ့ပြုလုပ်တဲ့ကံတွေနှုတ်နဲ့ပြောတဲ့ကံတွေစိတ်နဲ့ကြံတွေးတဲ့ကံတွေဒါကိုပြောတာဒီလောက်လေးသိထားရင်ကိုဦးဇင်းတို့ဟိုအမိကံဗုဒ္ဓဘာသာမဖြစ်တော့ဘူးနည်းနည်းလေးတော့ကုဘာသာပေါ်မှာတာဝန်ကြီးတယ်တာဝန်ကြီးတယ်ဆိုတာဟိုဒီဘာသာကြီးကဒီဘာသာကြီးကိုဝင်နေလို့ကွာဒီဘာသာကြီးလောက်ကျွေးနေရတာမဟုတ်ဘူး ဒီဘာသာဝင်နဲ့ဆိုတာကဘု து အတွက်လည်းပြန်ကြည့်ရင်နောက်ဆုံးကို့အတွက်ပဲဖရာအတွက်လည်းမဟုတ်ဘူးတရားအတွက်လည်းမဟုတ်တန်ခါအတွက်လည်းမဟုတ်ဘူးဒီအရာတွေကိုကိုစောင့်ထားခြင်းတည်ထားခြင်းကျင့်သုံးထားခြင်းဟာဘု து အတွက်မှမဟုတ်ဘူးကို့အတွက်ပဲအဲ့တော့ကြောင့်ဦးဇင်းတို့တည်ထားဖို့လိုတယ်အဲအဲ့တော့ဟိုဦးဇင်းစိတ်ထဲမှာတော့ရှိပါတယ်ဒီဩဃာတခရောချိုးကိုအကျယ်ပေါ့နော်တနေ့နေ့နေ့အားတဲ့ချိန်လေးပြရိုက်ပြီးတော့တင်ပြဖို့ရှိတယ် ဲ့တော့ခုတကအခုဒီနေ့ပြောတဲ့အထဲမှာဆိုရင်ဩဃာတာကတော်ကျိုးရဲ့နော်ဩဃာတာဆိုတဲ့အတိပဲပြီးတော့အဲ့ဒီနောက်ကာယကံဝစီကံမနောကံနောက်ဆက်လာတဲ့တပ္ပဒေါသတပ္ပဆိုတာခတ်သိမ့်ပေါ့ဒေါသအပြစ်တွေပေါ့နော်တပ္ပဒေါသခတ်သိမ့်သောအပြစ်တွေကိုပြောက်ပါစေခြင်းအကျိုးငါစသည့်အဖြစ်ပေါ့နော်ဥစဉ်တို့နောက်သူ့ရဲ့တမိုင်းလေးပေါ့မြန်မာနိုင်ငံမှာပေါ်လာတာဘုရားရှင်လက်ထက်ကတော့မရှိသေးဘူးပေါ့ မြန်မာနိုင်ငံမှာရှေးအစဉ်ဆက်ကလေးကဒါတိဩဂတကတော်ယူတဲ့တိလမယူခင်ကတော်ကြတယ်။ရရရတန်ငယ်ရဏသုံးပါမိဝဆေအောင်။ဒီဩဂတမှာလည်းဥစဉ်တို့မူအမျိုးမျိုးရှိတာပေါ့နော်။မူမျိုးမျိုးရှိတယ်တချို့ကတချို့ရှေးခိုးတဲ့ပုံစံလေးတွေနဲ့နည်းနည်းဟိုမတူတာလေးတွေရှိတယ်ပေါ့နော်။ဘလိုပဲဖြစ်ဖြစ်ဒီဩဂတကတော်ယူဟာမြန်မာနိုင်ငံမှာရှေးအစဉ်ဆက်ရှေးခိုးလာတဲ့ဩဂတကတော်ယူဖြစ်တယ်။နောက်တစ်ခုဒီဩဂတကတော်ယူထဲမှာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အနေအားတည်တည်တီးထိုက်တဲ့အရာလေးတွေရှိတယ်။အဲဒါလေးတွေကိုလည်းကိုယ်ကတိအောင်လေ့လာပါစာဖတ်ပါတရားတွေနားပါအခြေခံလေးတွေတော့တည်တည်တယ်ကိုယ်ကဗုဒ္ဓဘာသာတရားဖြစ်နေပြီးတော့ဒီအခြေခံလေးတွေကိုမှမတည်ဘူးဆိုရင်ကိုယ့်ဘာသာအတွက်အမတန်မှဆက်ဖို့ကောင်းပါတယ်အရေးအတွက်သာရှိပြီးတော့အရေးချင်းမရှိတဲ့ဗုဒ္ဓဘာသာတွေဖြစ်ပါတယ်အဲ့လိုလည်းမဖြစ်ပါစေနဲ့ အရေးတွက်လဲများရမယ်ပြစင်တို့အရေးအချင်းလဲရှိရမယ်ဆိုလို့ရှိရင်အရေးတွက်လဲများရမယ်အရေးချင်းလဲရှိမယ်ဆိုရင်ကိုဘာသာဟာနောက်ဆုံးအစ်အရေးအတွက်မများပါနဲ့အိုးအရေးချင်းရှိနေမယ်ဆိုရင်ကျင့်တဲ့ဆရာအမှတမကောင်းပါလေအဲ့တော့အခုဗုဒ္ဓဘာသာဝင်နေတဲ့ပုဂ္ဂိုလ်တွေလည်းဟိုတည်တည်တည်ထိုက်တဲ့ခြေခံလေးတွေဘာသာရေးဘဟုတုတလေးတွေတည်အောင် လေ့လာကြပါဦးဇင်းတို့ကလည်းပဲဘာသာရေးကောင်းဆုံးတွေဖြစ်တဲ့အလျောက်အွန်လိုင်းပေါ်တွေမှာရောအပြင်တွေမှာရောကိုစွမ်းနိုင်တဲ့လောက်တတ်နိုင်တဲ့လောက်ဖြန့်ဝေပြပါမယ်မျှဝေပြပါမယ်တင် जा ပြပါမယ်